မင်္ဂလာပါ readjust refocus day 3ရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ day 3မှာတော့ကျွန်မက forgive the year ဒီတနှစ်ကိုတော့ခွင့်လွှတ်လိုက်ပါဆိုရဲကောင်းစဉ်လေးနဲ့စောင့်ထဲမှာလည်းရေးထားတယ်ဒီ focus day မှာလည်းဒီခွင့်လွှတ်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတခုပေါ့နော်ဒါလေးကိုကျွန်မပြောပြချင်ပါတယ်အဲ့တော့ဒီမှာပြောပြမယ့်အကြောင်းအရာကတော့ သူများကိုခွင့်လွှတ်ဖို့မဟုတ်ဘူးကိုကိုကိုခွင့်လွှတ်ဖို့ကိုကိုကိုအပြစ်မတင်ဘူးပေါ့နော်ဒီအကြောင်းအရာလေးကိုကျွန်မပြောပြချင်တာဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ day 3အတွက်ကျွန်မဘာပြောရင်ကောင်းမလဲလို့စဉ်းစားနေတဲ့အချိန်မှာပဲကျွန်မရဲ့အရင်မချစ်ရတဲ့အမတယောက်နဲ့ကျွန်မစကားပြောပြတယ်အဲ့တော့သူနဲ့ပြောပြတဲ့အကြောင်းအရာလေးကိုပဲကျွန်မဒီ day 3မှာကျွန်မပြောပြချင်တယ် အဲ့တော့ဒီအကြောင်းအရာလေးတွေကလေတိုက်ဆိုင်တာပဲလားတော့မပြောတတ်ဘူးအခုတလုံးမှာကျွန်မခဏခဏအဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ခဏခဏကြားရတယ်နားထောင်ရတယ်ပေါ့နော်ကျွန်မဇီကို reach out လုပ်လာကြတယ်မိခင်နေဖြစ်ပါတယ် အမျိုးသမီးတွေမိခင်တွေအသက်ဆိုလို့ရှိရင်40ကျော်50ကျော်ပေါ့နော်အဲ့လိုအမျိုးသမီးတွေအထက်ကတော့ဗာလဲဆိုလို့ရှိရင်သားသမီးနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာရတဲ့အပူတွေပေါ့လေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ခဏခဏပဲကြားရတယ်ကြုံရတယ်ပေါ့အဲ့တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အများကြီးပဲဒါပေမဲ့လည်းကျွန်မဒီ podcast တွေလုပ်ကြရကျွန်မတို့ standard လေး minute လေးတခုတော့ထားထားရပေါ့နော်အဲ့ဒါလေးမကြုံအောင်တော့ကျွန်မပြောပေးပါမယ်အများကြီးဖြစ်သွားတယ်ဆိုလို့ရှိရင်လည်း ဟိုအချိန်တွေလည်းအများကြီးပေးရတယ်လို့မဖြစ်ပါဆိုလို့ပေါ့နော်အဲကျွန်မပြောချင်တာကဘာလဲဆိုလို့ရှိရင်လေဒါကမိဘနဲ့သားသမီးပေါ့နော်မိဘနဲ့သားသမီးကြားမှာဖြစ်တဲ့ relationship အဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မိဘနဲ့သားသမီးမဟုတ်ဘဲနဲ့တခြားကိုချစ်တဲ့သူတွေမှာမောင်နှမတွေရှိနိုင်တယ်တအိမ်ထဲမှာတူတူနေတဲ့သူတွေအချင်းချင်းလည်းရှိနိုင်တယ်လင်မယားအချင်းချင်းလည်းရှိနိုင်တယ်ချစ်သူကြီးစားတွေလည်းရှိနိုင်တယ်အစားရှိသဖြင့်ပေါ့နော် အဲ့တော့အဲ့ဒီကြားထဲမှာဖြစ်ပေါ်လာတဲ့ relationship တွေအဲ့ဒီကနေပြီးတော့ကျမတို့ကိုကိုကိုပြန်ပြီးတော့ခန်းစားရတယ်ကိုကိုကိုအပြစ်ရှိရလို့ခန်းစားရတာမကောင်းခဲ့ဘူးပေါ့နော် ကောင်းမွန်အောင်မပံ့ပိုးပေးနိုင်ခဲ့ဘူးမလှုပ်ပေးနိုင်ခဲ့ဘူးအစားရှိသဖြင့်နောင်တရတာနော်ဒီလိုအကြောင်းအရာမျိုးတွေဒါတွေက relationship တွေမှာပုံပေါက်တတ်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ကျမခုနပြောလို့ဆိုလို့ပေါ့နော်ကျမနဲ့စကားပြောဖြစ်တဲ့အမနောက် တယောက်ရှိပါသေးရဲ့အဲ့တော့သူတို့ဆိုလို့ရှိရင်ဒါမိခင်နေဖြစ်တယ်သားသမီးရာနိုင်ငံခြားရောက်နေကြတယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်သူတို့နှစ်ယောက်စလုံးမှာတူညီရာတခုကတော့ဘာလဲဆိုလို့ရှိရင်အမ်သားလေးတွေနိုင်ငံခြားရောက်နေတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုရင်နိုင်ငံခြားမှာလည်းတော်တော် struggle လုပ်ရတယ်ပေါ့နော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော်တော် struggle လုပ်ရတဲ့သားတွေဖြစ်ကြတယ်အဲ့တော့ထုံးစံအတိုင်းပေါ့နော်မိဘရဲ့ အဝေးမှာနေရတယ်မိသားစုနဲ့အဝေးမှာနေရတယ်ဆိုတဲ့အခါမှာအားငယ်တာတွေရှိတယ်အထီးကျန်တာတွေရှိတယ်เนาะအမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်သားဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်တကယ်တမ်းမှာစိတ်နေစိတ်ထားเนาะနောက်တစ်ခုကတော့ကိုယ်စိတ်ရဲ့ stamina လို့ခေါ်ပါဘောเนาะခန္ဓာရည်စွမ်းအားတိဆောက်ထားတဲ့ပုံစံတွေကတယောက်နဲ့တယောက်မတူကြပါဘူးတချို့ ကြတော့သမီးတွေဖြစ်တယ်မိန်းကလေးတွေဖြစ်တယ်အမျိုးသမီးတွေဖြစ်တယ်ဒါပေမဲ့ပို့ပြီးတော့ခံနိုင်နေဆိုတော့ခံနိုင်ရင်စွမ်းအားပေါ့နော်အဲ့ resilience ကပို့ပြီးတော့ကောင်းတာလည်းရှိတယ်တချို့ကြတော့လေယောက်ျားလေးဆိုရင်တော့ပို့ပြီးတော့ခံနိုင်ရင်အားရှိရမယ်ယောက်ျားလေးတွေကပို့ပြီးတော့ဒူပေတာပဲခံရမယ်အစားရှိသမီးပြောကြပါမယ်ညသူတို့ရဲ့စိတ်ထဲမှာသူတို့တိဆောက်ထားတဲ့ system တခုပေါ့နော်အဲ့ဒါနောက်တစ်ခုသူတို့ငငယ်တော့ရခဲ့တဲ့ တန်ရာတွေเนาะဒီလိုအကြောင်းအရာတွေသူတို့ကြီးပြင်းလာတဲ့ပုံဝင်ခြင်းအနေအထားတွေအဲ့ဒီမှာ ဟိုထင်တယ်လို့ strong မဖြစ်တာမျိုးတွေလည်းရှိတယ်အဲ့တော့ယောက်ျားလေးမလို့ strong ဖြစ်ရမယ် main claim လို့ strong ဖြစ်ရမယ်ဒီလိုမျိုးလေကျမတို့ကပြောလို့မရဘူးပေါ့နော်အဲ့တော့သားတွေဖြစ်ပေမဲ့မဖြစ်တဲ့ဆိုဟိုတပည့်တရားကိုရောက်သွားတဲ့အခါမှာဝန်နေတယ်အားငယ်တယ်အထီးကျန်နေနောက်တစ်ခါတော့ပဝင်းကျင်အစ်စ်မှာလူအစ်စ်တွေဘာသာစကားအစ်စ်တွေနော်စာသင်ရတာလည်းအစ်စ်တွေဆိုတဲ့အခါမှာအဆင်မပြေကြတာမျိုးလေးတွေရှိရပေါ့နော် struggle လုပ်ရတာမျိုးတွေရှိရကြီးရဲ့အခါကျတော့ ခုနောက်ပိုင်းမှာအာတော်တော်ဆိုးပါတယ်ဘာလို့လဲဆိုတော့ဟို suicidal ဖြစ်တယ်เนาะမိမိကိုမိအဆုံးစီမှုစူးစမ်းကြတယ်ဆိုတာမျိုးတွေလည်းတွေ့ရတယ်ဒါပေမဲ့ဟိုဝန်နေစရာကောင်းတာကတော့ဘာလဲဆိုလို့ရှိရင်သားတွေကလည်းအမေတွေကိုချစ်ကြတာ ਉਹ เนาะအဲ့ဒီခါကျတော့သူတို့စီမှာဟိုအမေကသူတို့အတွက်ဘလောက်ပြင်မဲ့လဲဆိုတာသိတယ်သူတို့အတွက်ဘလောက်အကုန်ကြခံထားရဲဆိုတာသိတယ်အဲ့ဒီခါကျတော့သူတို့အနေနဲ့ဒါကိုလွယ်လွယ်ကူကူ give up မလုပ်နိုင်ဘူးပေါ့เนาะအာဒါကို ဆက်ပြောမတင်တော့ဘူးเนาะအဲ့အဲ့လို decision ကိုလည်းသူတို့မချမချမချနိုင်ဘူးအဲ့တော့ဘာလုပ်လဲဆိုလို့ရှိရင်ဒါရင်းနဲ့ရင်မဆိုင်ရတဲ့နီလန်တကူကဘာလဲဆိုလို့ရှိရင်ဒီကဘာမြေပေါ်ကနေပျောက်ကွယ်သွားဖို့ပဲပေါ့เนาะဆိုတော့ဒါကိုသူတို့အားထုတ်ကြတယ်ကြိုးပမ်းကြတယ်ဒါပေမဲ့လည်းကံကောက်ထောက်မှဆိုတာ ਨੇ အကြံအစီကတော့အထမမြောက်ဘူးပေါ့เนาะအဲ့လိုမျိုးရှိရဲ့အဲ့တော့ အဲ့အခါမှာဗာတွေ့ရလဲဆိုတော့တစ်ဖက်ကနေကြည့်ရဲ့အခါမှာဗာပြန်တွေ့ရလဲဆိုတော့မိဘတွေမှာဘလို့ဖြစ်လဲဆိုတော့အော် သူ့ကိုပေါ့နော်ငါကိုချေရောက်ပေါ့ကိုရက်တီးနိုင်အောင်လို့ငါမတင်ပေးခဲ့နိုင်ပါလားဆိုပြီးတော့ကိုကကိုပြန်ပြီးတော့ guilt ဖြစ်တဲ့ဟာမျိုးရှိတယ်နော်တကယ်တော့ဗာလဲဆိုလို့ရှိရင်ဒါမိဘတွေမှာရှိတဲ့ဟိုအတ္တပေါ့နော်ပြောရမယ်ဆိုရင်အတ္တဆိုပေမဲ့လေဒါကတဘာဝပါပြောရရင်လေ ဟိုဒါတော့အပြစ်ပြောတာမဟုတ်ဘူးကျွန်မဆိုရင်လည်းရှိမှာပဲကျွန်မမှာတာသမီရှိခဲ့ရင်เนาะ तू ကတော့အဲဗာကြိုက်တယ်ထင်တယ်ဟုတ်တယ်မလားကျွန်မတို့ရာကိုယ့်အိမ်မှာဟိုတာသမီရှိရယ်ကိုယ်ဂရုစိုက်ရမယ်သူတွေရှိတယ်ကျွန်မတို့ကခဲလုပ်ပေးရတယ်ခဲ giver ဆိုလို့ရှိရင်အမြဲတမ်းဟိုဗာလေး စားရင်အဆင်ပြေမလဲเนาะသူဘာကြိုက်တက်တယ်လဲဆိုတာအစားကျွန်တော်စဉ်းစားတတ်ကြရလीเนาะအဲ့တော့ကိုသားသမီးဆိုရင်လည်းကိုကအကောင်းဆုံးဖြစ်စေခြင်းနဲ့စိတ်စီရနာရှိတယ်အဲ့ဒီအတွက်ကြောင့်အကောင်းဆုံးလမ်းကိုရှောက်နိုင်မှုကိုကကိုစွမ်းညံစွမ်းရှိသလောက်ကိုကိုကလှုပ်ပေးမှာပဲကျွန်မဆိုရင်လည်းလှုပ်ပေးမှာပဲစဉ်းစားပြီးမှာပဲเนาะ ဒါပေမဲ့တခါလေကြာရင်ဘလို့အရာတွေရှိတတ်လဲဆိုရင်ကျမတို့ကလေကိုလုတ်ပေးပေမဲ့သူမရတဲ့ဟာမျိုးတွေရှိတတ်တယ်ပေါ့နော်။ကျမပြောဘူးသလိုမျိုးပေါ့။ပိတ်ထားတဲ့အဖုံးပိတ်ထားတဲ့ခွက်ထဲကိုရေလောင်းနေရင်တော့အဲ့ဒီကအပြင်ဝဲပြန်ထွက်ကြလာမှာပဲလေနော်။အဲ့တော့တချို့တွေကသူတို့ကိုယ်တိုင်း heal လုပ်ဖို့မတောင်းဆိုဘူး။ဒါပေမဲ့ကျမတို့ကအတင်းကိုဝင်ပြီးတော့ heal လုပ်ပေးတယ်။အဲ့လိုမျိုးပေါ့နော်။သူတို့ကုစားစီစဉ်နေတက်တာစီစဉ်နေ။အဲ့သူတို့ကအကူအညီမတောင်းဘူး။ဒါပေမဲ့ကျမတို့ကအဲ့ဒီအကူအညီကို ကျမတို့အတင်းကိုသွားပြီးပေးနေတတ်တယ်။အဲ့တော့ပုံစံကဘယ်လိုဖြစ်လဲဆိုတော့ကျမတို့ cross the boundary လို့ခေါ်တယ်။ boundary တွေကိုကျမတို့ကြော်သွားတယ်เนาะ။ဟိုပြောရမယ်ဆိုရင်စီရီနောက်ဝင်တန်းပေါ့เนาะ။အတင်းကိုဝင်ပြီးတော့အဲလှုပ်ပေးတယ်ဟာ။ဒါပေမဲ့ဘာဖြစ်လဲဆိုသူတို့ဘက်ကကြည့်လို့ရှိရင်သူတို့အဲ့ဒါကိုလက်မခံနိုင်ဘူး။ပြီးတော့အဲ့ဒါလှုပ်ပေးဖို့အတွက်ကိုလည်းသူတို့ကကျမတို့တောင်းဆိုတာမဟုတ်ဘူး။ဒါပေမဲ့ကျမတို့ကကျမတို့ဝင်ပြီးတော့လှုပ်ပေးရဘာဖြစ်လို့လှုပ်ပေးလဲเนาะဒါကကျမတို့ရဲ့ပြုံညံ့မှုမဟုတ်ဘူးကျမတို့ကချစ်တတ်တာ ဒါဆိုဘာဖြစ်လို့အတားမျိုးတွေလှုပ်ပေးနေမိလဲနော်ဒီခါလေးကျရင်ကိုပြောလိုက်တာတခုရှိရစေရနာနဲ့တော့ပြောလိုက်တာပဲဒါပေမဲ့အဲ့ဒီဟာကို तू လက်မခံဘူးဆိုတာလေကိုကသိပြီလား तू က no လို့ပြောမယ်ဆိုတာလေသိပြီလားဒါပေမဲ့ကိုဘာဖြစ်လို့ဆက်လုပ်နေလဲနော်ဒါကိုအပြစ်မဟုတ်ဘူးကိုရဲ့ပြောညံ့မှုလည်းမဟုတ်ဘူးဒါကဘာလဲဆိုလို့ရှိရင် ကိုဟာချစ်တတ်တယ်သနာတတ်တယ်နော် care လုပ်တတ်တယ်ကျမဆိုလို့ရှိရင်လည်းအဲ့လိုပုံစံမျိုးရှိတယ်ကျမအဲ့ဒီနေရာမှာတော့ unstoppable ပဲပေါ့ကျမရက်ရက်တန့်လို့မရဘူးကျမဂယုစိုက်တယ်ဆိုရင်ကျမတေးသေးလေးအစားကျမဂယုစိုက်ပေးရယ်အော်ကျမချစ်တတ်တယ်နော်ချစ်တယ်ဆိုတဲ့နေရာမှာကျမကလေလူတယောက်ကိုချစ်တယ်ဆိုရင်ကျမလက်သန်းလေးကိုကြည့်ပြီးတော့မှချစ်တယ်အဲ့လိုလူမျိုးကျမကလေဒါကကိုယ့်ရဲ့ပင်ကိုဗီဇာတဘာဝဇယိုက်အရာဒီလိုမျိုးလာတာနောက်တစ်ခုက ဘာဖြစ်နိုင်သေးလဲဆိုရင်ကျမတို့စီမှာရှိတဲ့ဒဏ်ရာလေးတခုကနေပြောပြောနေတာဘာလဲဆိုတော့ငါကောင်းကောင်းနော် enough ဖြစ်ခဲ့ရင် good enough ဖြစ်ခဲ့လို့ရှိရင် तू ကတော့အဆင်ပြေမှာပဲနော် तू ကပြောင်းလဲလာမှာပဲငါကောင်းကောင်းခရုစိုက်ပြီးရင်နော် तू ကပြောင်းလဲလာမှာ तू ကလိုက်လုံမှာပဲအဆရှိတယ်ပြီပေါ့ကိုပါကိုပဲစင်တာလောက်တာကိုပါကိုပဲကျမတို့ပြင့်နေရများတယ်နော်ငါဟာလုံပြီးရင် तू ကကောင်းလာမှာအဲ့ဒါဆိုလို့ရှိရင် तू ကသူ့ကိုကောင်းအောင်လုပ်ဖို့မရှိဘူးလား responsible မဖြစ် ဘူးလားเนาะကိုတယောက်တည်းရပဲသူ့ကိုကောင်းစေချင်တာလားသူ့ဘာသူ့ကိုကောင်းစေချင်လိုက်တာဆိုတဲ့စိတ်မျိုးနဲ့เนาะကောင်းဖို့လမ်းကိုရွေးချယ်တယ်လက်ခံတယ်ဆိုတဲ့ဟာမျိုးကိုမဖြစ်နိုင်ဘူးလားပေါ့เนาะအဲဒါမျိုးကလည်းကျမတို့အတွက်ကမေးစရာဖြစ်တယ်တခါတည်းမှာအကူအညီမလိုတဲ့သူတွေအကူအညီမတောင်းတဲ့သူတွေကိုကျမတို့ကအကူအညီတွေအရင်ပေးတတ်တယ်။အဲဒီခါမှာဘာဖြစ်လာလဲဆိုရင်အဲ့ဒါကသူတို့အတွက်ဖိအားတစ်ခုလိုမျိုးတွားပြီးတော့ဖြစ်လာတတ်တယ်။ ဒီမိသားစုထဲမှာเนาะအမေနဲ့သားနဲ့အဖေနဲ့သမီးနဲ့အဆင်မပြေတာတွေကြားထဲမှာဘာလဲဆိုခလေးတွေကလည်းဘယ်လိုမျိုးပုံစံမျိုးရှိတတ်တယ်လဲဆိုလို့ရှိရင်ဒါကเนาะလူကြီးတွေဘက်ကလည်းနားလဲတယ်ခလေးတွေဘက်ကလည်းကြည်လိုက်တယ်ဆိုရင်သူတို့ကလည်းအဲ့တခုသူတို့မလုပ်ချင်ဘူးဒါပေမဲ့သူတို့စီမှာစဉ်းစားတာတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ အမေပင်မန်းနေရတည်တယ်အဖေပင်မန်းနေရတည်ရဲသူတို့အတွက်ငွေကုန်ကြေးကြအရန်ခံထားရတာတည်ရဲဆိုရင်သူတို့ကမလုပ်ပေးခြင်းလဲဆိုအဲ့ဒါကိုသူတို့ give up မလုပ်ခြင်းမို့သူတို့မနိုင်မှုအဲ့ဒါကိုမနိုင်မှုဟုတ်တယ်အဲ့ဒီအိုးတလုံးကိုရွက်ဖို့ကိုသူတို့မနိုင်မှုဒါပေမဲ့အဲ့ဒီအိုးကိုသူတို့လွတ်မချခြင်းမို့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကလည်းသူတို့မဖော်ပြပေမဲ့ဗဇက်ကမပြောပေမဲ့လို့ဘာလဲဆိုရှင်အဖေအမေပုံမှာသူတို့အားနာတဲ့စိတ်ကလည်းရှိနေတတ်ကြတာဖြစ်တယ် အဲ့တော့အဲ့ဒါလေးတွေကျမတွေ့ရတဲ့ခါမှာနော်မိဘတွေကလည်းစိတ်မကောင်းဖြစ်တယ်ကျမတို့လည်းတကယ်စိတ်မကောင်းဖြစ်ပါတယ်နော်ကလေးတွေအဲ့လိုမျိုးလေဘာပဲပြောပြောပေါ့နော်ကို့အတိမိတ်ဆိုရဲသားသမီးဆိုတော့လေကို့ရဲ့သားသမီးတွေတူတူမရလို့မျိုးပါပဲနော်အဓိကဘာလဲဆိုကျမကတော့ဟို advice လုပ်တယ်ပေါ့နော် advice လုပ်တယ်ဒါပေမဲ့အခုကျမပြောတာကျမ advice ဘယ်လိုလုပ်လဲဆိုတော့ကျမပြောပြမယ်ဒါပေမဲ့ဒါအကုန်လုံးတွေ့အဆင်ပြေကျမလည်းပြင်မယ်ပေါ့လေနော်ဒါပေမဲ့ကျမကဒါဒီနေရာမှာစိုးရင်ဆိုပြီးတော့စဉ်းစားတာပေါ့ အဲ့တော့မိဘတွေကသားသမီးကိုအရင်ကောင်းစေချင်တာတော့မှန်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင် ဟိုကျမတို့ဒီနိုင်ငံကြီးတွေသွားပြီးစာသင်ရမှဘွေကြီးတွေရလာမှပဲဒါကဘဝတစ်ခုအနေနဲ့ဖြစ်တည်လာတာမဟုတ်ဘူးလူတွေကဘဝကိုပုံစံမျိုးစုံနဲ့ရည်တည်နေကြတာတွေအများကြီးရှိတယ်ဟုတ်တယ်မလားနော်အဲ့တော့ကိုကတော့အကောင်းဆုံးဖြစ်စေချင်တယ်အကောင်းဆုံးအကုန်ကြခံတယ်အကောင်းဆုံးနေရာတွေပို့တယ်ဆိုပေမဲ့တကယ်တမ်းမှာသူ့ကိုယ်သူရှာဖွေမတွေ့ရှိသေးဘူး तू ဘာလုပ်ချင်တယ်လဲဆိုတာကိုသူ့ကိုယ်သူမသိနေဘူးဆိုလို့ရှိရင် အဲဘာမှဖြစ်မလာဘူးခုနပြောသလိုပေါ့နော်ရေအဖုံးပိတ်ထားတဲ့ခွက်ထဲကိုရေလောင်းထည့်နေသလိုမျိုးပဲကျမတို့ကတော့ဖြစ်နေတာဘဝတစ်ခုပေါ့နော်လူတယောက်ရဲ့ဘဝတစ်ခုတားဖြစ်ရင်ဖြစ်မဲသမီးဖြစ်ရင်ဖြစ်မဲယောက်ျားဖြစ်ရင်ဖြစ်မဲမိန်းမဖြစ်ရင်ဖြစ်မဲချစ်သူဖြစ်ရင်ဖြစ်မဲဘဝတစ်ခုရှင်သန်မှုဆိုတာကဒီလိုပုံစံဒီလိုလမ်းကြောင်းနဲ့သွားတော့မှပြည်ပြင်းနဲ့ဘဝလို့ပြောရတာမဟုတ်ပါဘူးဘဝတစ်ခုရှင်သန်သွားဖို့ရည်တည်သွားဖို့ဖြစ်တည်လာဖို့ဆိုတာပုံစံမျိုးစုံနဲ့ရှိနိုင်တယ်။လမ်းကြောင်းတွေကလည်းအမျိုးစုံရှိနိုင်တယ်နော်။ ဲ့တော့ကျမအနေနဲ့ပြောရမယ်ဆိုရင်တော့ဟိုပျော်ရွှင်စေခြင်းနဲ့စိတ်ချမ်းသာစေခြင်းနဲ့ပေါ့နော်အဲ့တော့ကိုက तू မလုံနိုင်တော့ဘူးဆိုလို့ရှင်လေเนาะတချို့ကိစ္စတွေမှာဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်အဆင်ပြေမယ်ဆိုရင်တော့ရက်တန့်ခွင့်ပေးလိုက်တာကောင်းတယ်ရက်တန့်ခွင့်ပေးတယ်ဆိုရင်နေရာမှာကိုကလည်းစုတ်ကြိုင်မထားဘူးပေါ့နော်ဥမာဖြင့် तू လှုပ်ချင်တာ तू လှုပ်ဘာမှမလှုပ်ချင်သေးဘူးဆိုရင်လည်းရတယ်ဘာမှမလုံနိုင်ဘူးခဏ break ယူလိုက်เนาะ gap gap year ပေါ့နော်အဲ့လိုမျိုးလေးယူလိုက် ြန်စဉ်းစားကြည့်မယ်နော်ဟိုကိုကိုကိုအဆုံးစီရင်တာနော်ဒီကမ္ဘာလောကရန်နေထွက်ခွာသွားတာတည်သွားတာကလွဲလို့ဂျန်တဲ့အရာတွေဟာအသက်ရှင်နေရဆိုလို့ရှိရင်အကုန်လုံးလှုပ်လို့ရတယ်အရာရာ ပြန်ဆလို့ရတယ်ဟုတ်တယ်မလားအဲ့တော့သူ့ရဲ့စိတ်ထဲမှာသူတကယ်ကြိုက်တဲ့အရာလေးသူတကယ်နေခြင်းတဲ့နေရာလေးမှာသူတကယ်ကြိုက်တာလေးနဲ့နော်လူတွေအမျိုးစုံရှိရတယ်တချို့ struggle မလုပ်နိုင်ဘူးเนาะအဲအဲ့လိုကိုယ့်ဟာကိုယ်လေးပဲကိုယ့်ရဲ့ comfort zone လေးရဲ့မှာလေကိုယ့်ဟာကိုယ်နေနေတယ်အဲ့တော့လူတွေကပြောကြတယ်လေ comfort zone ထဲမှာနေတယ်ဆိုလို့ရှိရင်အာသဘောမကျဘူးပါညာပြောကြပါမယ်တကယ်မှာ comfort zone ဆိုတာလေလူတိုင်းမှာလိုအပ်တာဖြစ်ပါတယ်အဲ့တော့ကိုယ်ကအဲ့လိုမျိုး comfort ဖြစ်ဖြစ်ကလေးနဲ့တချို့တွေလည်းနေနေတယ်အဲ့မှာမှเนาะသူတကယ်လုပ်ချင်တာပါလေတချို့တွေဆိုလို့ရှိရင်ဟိုကျမညီမလေးတယောက်ဆိုငငယ်ရွယ်နဲ့ အမေဒီလာရင်ဝတ်သွားတယ်เนาะဒါကမေဒီလာရင်ဝတ်ဖို့ဘုံကြီးဝတ်ဖို့ဆိုတာကိုကျွန်မလမ်းကြောင်းပြီးပြောတာမဟုတ်ဘူးเนาะအဲ့တော့သူများရေစာတင်နေတဲ့အချိန်ဟုတ်တယ်ဘွဲတွေယူနေတဲ့အချိန်မှာ तू ကမေဒီလာရင်ဝတ်သွားတယ်ဆိုတာကလည်းဒါသူ့ရဲ့လမ်းကြောင်းကို तू ရှောက်သွားတာပဲလေ तू ရွေးချယ်လိုက်တာပဲဒါပေမဲ့ तू ရွေးချယ်တယ်ဆိုတဲ့နေရာမှာသူ့ရဲ့ပျော်ရွှင်မှုနဲ့သူ့ရဲ့ငြိမ်းအေးမှုရှိဖို့တော့လေလိုအပ်တယ် तू သိဖို့လည်းလိုအပ်တယ်ပြီးတော့ကျမတို့အနေနဲ့ကလည်းအဲ့ဒါကိုခွင့်ပြုပေးဖို့ဆိုတာလိုအပ်တယ် ော်တို့ချစ်တယ်လူတယောက်ကိုကျွန်တော်တို့ချစ်တယ်ဆိုတဲ့နေရာမှာပြုပြင်မှုအရင်မစင်စားစေခြင်းဘူးပေါ့နော်ပြုပြင်မှုအရင်မစင်စားစေခြင်းဘူးတချို့နေရာတွေမှာကျွန်တော်တို့သူ့ကိုခွင့်ပြုပေးရတဲ့ဟာမျိုးတွေရှိတယ်အပြင်ကနေပေါ့နော်အပြင်ကနေကြည့်လိုက်တာဘာလို့လဲဆိုတော့ကိုလှုပ်ပေးတိုင်းနဲ့ဖြစ်လာတာမဟုတ်ဘူးအဲ့တော့စိတ်ကိုဖြည့်သိမ့်မှုဆိုလို့ရှိရင်ကိုယ့်ဘက်ကိုအပြစ်တွေတင်နေမဲ့အစားတော့ငါကတော့သူ့ကို မလှုပ်ပေးနိုင်ခဲ့ဘူးငါက good enough မဖြစ်ဘူး နော်ငါမကောင်းခဲ့ဘူးငါသူ့ကိုမတင်ပေးနိုင်ခဲ့ဘူးဆိုတာမျိုးတွေပေါ့နော်အရာအလုံးကလေသူ့ရဲ့ဘဝရဲ့ကောင်းခြင်းဆိုခြင်းဆိုတာကကံတရားနဲ့လည်းဆိုင်နေပြီးတော့သူ့နဲ့လည်းဆိုင်နေပေါ့နော်သူ့ဘဝရဲ့ကောင်းခြင်းဆိုခြင်းအရာအလုံးဒီကိုနဲ့သက်ဆိုင်နေရဲ့ကိုချောင်းဆိုတာမျိုးကိုဘယ်တော့မှမတွေ့စေခြင်းဘူးအဲ့ဒါလေးကအရင်အရေးကြီးပါတယ်ဘသူပဲဖြစ်ဖြစ်ပေါ့နော်သားသမီးနဲ့ပတ်သက်တဲ့ကိစ္စပဲဖြစ်ဖြစ်သမီးရာလင်မယားနဲ့ပတ်သက်တဲ့ကိစ္စပဲဖြစ်ဖြစ်တချို့နေရာတွေမှာကျမတို့ကပြောရုံပဲပြောလို့ရတာ သူဒါပေမဲ့ကျမတို့က boundary မထားတဲ့အခါကျတော့သူဝန်းနေလို့ရှင်နေကျမတို့အတင်းလိုက်ပြီးတော့ဝန်းနေအဲသူပူလို့ရှင်နေကျမတို့အတင်းလိုက်ပူတယ်နော်အဲ့လိုမျိုးပေါ့ကဲသူပျော်လို့ကိုပျော်တယ်ဆိုတော့ခန်းစားချက်ချင်းစီးမျောပြီးတော့ဟိုပေါင်းဆက်တယ်ဆိုလို့ရှင်သူပျော်လို့ကိုလိုက်ပျော်တယ်ဆိုတာကအများကြီးကောင်းပါသေးတယ်နော်ဒါပေမဲ့တစ်ခါတည်းမှာ သူ့အဘူကလည်းကို့အဘူတွေဖြစ်နော်ဒါတွေကဖြစ်တတ်ပါတယ်ကျမလည်းဖြစ်ပါတယ်နော်အဲ့ဒါမျိုးအဲ့ခါမှာကျမဘယ်လိုမျိုးစဉ်းစားလိုက်လဲဆိုတော့အိုးငါလုတ်ပေးနိုင်တာမှန်သမျှငါလုတ်ပေးလိုက်ပြီငါပြောပေးရမယ့်ဟာမှန်သမျှကိုလည်းငါပြောပေးလိုက်ပြီငါ advice လုပ်ရမယ့်ဟာကိုငါလုတ်ပေးလိုက်ပြီအဲ့တော့အဲ့ဒါကလွယ်ပြီးတော့ငါမှတခြားဘာတာဝင်မှမရှိတော့ဘူးအဲ့ဒါတွေကို like လုပ်တယ်မလုပ်ဘူး follow လုပ်တယ်မလုပ်ဘူးနားထောင်တယ်နားမထောင်ဘူးဆိုရသည်သူ့အပေါ်မှာပဲမူတည်တယ် this is their choice နော်သူတို့ရဲ့ရွေးချယ်မှုပဲသူတို့ရဲ့လက်ခံမှုပဲ နော်ကိုကတော့လုပ်ပေးတယ်ဒါပေမဲ့လက်မခံရင်လည်းဘာမှမတတ်နိုင်ဘူးဟုတ်တယ်မလားအတင်းဆွေးစီပြီးတော့နော်အတင်းခါရဲဟိုတိုးတုတ်ခေါ်လာပြီးတော့မလုပ်လို့မရအောင်လုပ်ကိုလုပ်ရမယ်ဆိုတော့ကျွန်တော်တို့ပြောနိုင်တာမဟုတ်ဘူးသူတို့နော်အဲ့ခါမှာဘယ်လိုမျိုးထားလိုက်ရမှာလဲဆိုကျွန်တော်တို့ surrender လုပ်လိုက်ရတော့မှာ surrender လုပ်လိုက်ရအောင်မှာကိုကိုလည်းအပြစ်မတင်ဘူးကိုကြောင့်လည်းမဟုတ်ဘူးကိုအကောင်းဆုံးလုပ်ပေးခဲ့တာကိုဟာကိုသိတယ်ဘယ်သူမှမသိရင်တောင်မှ ကိုယ့်ဘာကိုသိတယ်အဲ့တော့အဲ့ဒါကြောင့်မလို့နော်သူ့စီမှာဖြစ်လာတဲ့အဖြစ်အပျက်တွေကောင်းခြင်းဆိုးခြင်းနော်အောင်မြင်ခြင်းကြားရှုံးခြင်းတွေဒီကိုနဲ့မသက်ဆိုင်တော့ဘူးကိုဟာကိုတာဝန်ရှိသလောက်လုပ်ပေးပြီးပြီအဲ့တော့ကျန်နာကလည်းသူတာဝန်ရှိသလောက်သူ့ရဲ့ဘဝကိုသူဆက်ပြီးတော့တည်ဆောင်သွားပါစေဆိုတဲ့စိတ်နဲ့ပဲလွတ်ချစီချင်တာโอเคဒီမှာဒီတစ်နှစ်ကိုခွင်းလွှတ်လိုက်ပါကျွန်မစာရင်းမှာရေးထားတာကတော့ different ဖြစ်တယ်ဒါပေမဲ့အတိအကပြောချင်တာတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ကဘဝမှာ နော်အဆင်မပြေတဲ့နှစ်တွေအပိုင်းခြားတွေရှိရဖြစ်ပျက်တွေရှိရတချို့နေရာတွေမှာတချို့နှစ်တွေမှာဟာငါတော့ဒီလိုမျိုးလုပ်လိုက်မိရငါသားလေးကမတင်ပေးနိုင်ခဲ့ဘူးဒါကြောင့်မို့ဒီလိုမျိုးကြာရှုံးခဲ့ရတယ်သူ့ရဲ့ကြာရှုံးမှုကလည်းငါရဲ့ကြာရှုံးမှုဖြစ်တယ်နော်ဒါမျိုးတွေကျမတို့တွေးတတ်ကြရချစ်သူအချင်းချင်းဆိုရင်လည်းဒီလိုပဲငါသူ့ကိုဒီထက်ပိုးပြီးတော့မှချစ်ခဲ့မြင် तू ကဒီလိုမျိုးတွေဖြစ်လာမှာမဟုတ်ဘူးကိုကိုကိုကျမတို့ guilt ဖြစ်တယ်နောင်တရတယ်ခွင့်မလွတ်ဘူးအပြစ်တင်တယ်ဆိုတဲ့ဟာမျိုးဖြစ်လို့ရှိရင်ဒီတစ်နှစ်ကိုတော့ခွင့်လွတ်လိုက်ပါ ဒီတစ်နှစ်ထဲမှာကျမတို့ကိုယ့်ကိုနောင်တရရတာတွေကိုယ့်ကိုအပြစ်လိုမြင်တာတွေအပြစ်တင်နေမိတာတွေဟာအများကြီးဖြစ်နိုင်တယ် relationship နဲ့ပတ်သက်နိုင်တယ်เนาะကျမကြုံမှုရဲ့ relationship တခုဆိုရင်ဘာလဲဆိုလို့ရှင်အဲ့ဒီတယောက်ကိုတကယ်ချစ်လားဆိုမချစ်ဘူးဒါပေမဲ့ဘာလုပ်လိုက်လဲဆိုအပြစ်ပေးလိုက်တယ်ချစ်တယ်လို့အပြစ်ပေးလိုက်တယ်အဲ့တော့ဒါပေမဲ့တဖြည်းဖြည်းနဲ့တိလာရတာဘာဖြစ်လို့ချစ်တယ်လို့အပြစ်ပေးလိုက်လဲဆိုတော့တယောက်ယောက်ကိုမခံချင်လို့အဲ့မခံချင်တဲ့စိတ်နဲ့လှုပ်ပြတာ နော်တကယ်တမ်းချစ်တာမဟုတ်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့နှစ်နာစရာတွေအကုန်လုံးဖြစ်တယ်နော်အဲ့နှလုံးသားကြီးကလည်းပတ်သက်လို့ရှိရင်မစစ်မှန်ခဲ့တဲ့အတွေ့အကြုံလို့ဘာဖြစ်လဲဆိုတော့တကယ်တမ်းမချစ်တဲ့သူကိုဆက်ချစ်လို့လည်းမရအောင်တကယ်တမ်းအထင်မကြီးတဲ့သူကိုဆက်ပြီးတော့အထင်ကြီးပေးနေလို့လည်းမရအောင်အဲ့ခါမှာအရင် toxic တွေဖြစ်တယ်ဒေါသတွေဖြစ်တယ်ပေါက်ကွဲမှုတွေဖြစ်တယ်ဘလို့မှအဆင်မပြေဘူးနော်အဲ့တော့နှစ်ဦးနှစ်ဖက်ကအရင်နှစ်နာရတယ် တကယ်မချစ်ဘဲနဲ့ချစ်တယ်လို့ပြောခံရတဲ့သူအတွက်လည်းနင့်နာတယ်လို့မျိုးအဲ့လိုမျိုးပြောလိုက်မိတဲ့အတွက်ကိုယ့်ဘာကိုလည်းနောင်တရရတယ်ဒီလိုမျိုးဟိုအစိတ်တောက်ဖြစ်နေတဲ့ဟာကြီးကိုလည်းရင်ထဲမှာဆက်ပြီးတော့ထွေးပိုက်ထားရတာမျိုးရှိတယ်နော်ကျမဒီစာအုပ်ထဲမှာဆိုရင်တော့ကျမအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ဟာတခုရေးထားတယ်အထူးကတော့ဗာလေအဲ့ကျမကိုအဲတယောက်ဆိုလို့ရှိရင်ပြောရဲအဲ့ relationship နဲ့ပတ်သက်တဲ့ဟာတယောက်ဆိုလို့ရှိရင်လေ तू အရင်နောင်တရရတယ် तू အဲ့ toxic ဖြစ်တဲ့ဟာတကောဘာလို့ तू မကြိုက်ဘဲနဲ့များမခံကျင်စိတ်နဲ့ဒီဟာကြီးကိုရအောင်ယူလိုက်တာလည်းမသိဘူးအရန်အံ့အောတာပဲဆိုဖြစ်တယ်เนาะဒါပေမဲ့ तू ဟာကြည်တန်ခဲ့ရပါလဲဆိုလို့ရှင်ဒီ relationship က तू လုံးဝနောက်တစ်နှစ်ကိုတည်ဆောင်မသွားတော့ဘူးဆိုတော့အာရည်ရွယ်ချက်ကလေး तू စီမှာရှိရပါเนาะအဲ့တော့နောက်တစ်နှစ်ရောက်သွားတယ်နှစ်ကုန်သွားတယ်နောက်တစ်နှစ်ရဲ့ပထမတစ်လနှစ်လလောက်မှာပဲဘာဖြစ်လဲဆိုဒီ relationship ကို तू break up လုပ်နိုင်ခဲ့တယ် end up လုပ်လုပ်နိုင်ခဲ့တယ်เนาะအဲ့ဘယ်လိုပဲဖြစ်ပေါ့တနေ့လောက်ပဲဖြစ်ဖြစ်ရှစ်လလောက်ပဲဖြစ်ဖြစ်အချိန်တူတူလေးအတွေ့မှာပြီးသွားတယ်ဆိုတာလည်းဒါကျေးဇူးတင်စရာပဲဖြစ်တယ် relationship တွေနဲ့ဆိုင်နေ marriage နဲ့ဆိုင်နိုင်နေတာသမီးเนาะပညာရေးအဆရှိတဲ့အမျိုးစုံရှိနိုင်နေဒါပေမဲ့အဲ့ဒီမှာเนาะကိုယ့်ကိုအပြစ်မတင်မနဲ့ခွင့်လွှတ်ပေးပါကိုယ်ကလူသားတယောက်ပဲလေတခါလေဆုံးဖြတ်ချက်မှားတာတွေလေရှိနိုင်တယ်ဒါပေမဲ့အဲ့ဓာတွေအပေါ်မှာဘလို့မှ မှားတယ်ဆိုလို့ရှိရင်ကိုကမှန်တာကိုပြင်မှုဆိုတာကိုသိတယ်။ဒါပေမဲ့ကိုအကောင်းဆုံးလုပ်ခဲ့တဲ့အရာတွေကိုလည်းအဲ့ဒီထဲမှာပဲပြန်ပြီးတွေးကြည့်ပါ။နှစ်တစ်နှစ်ဆိုတာကဘာလဲ။ဘဝတစ်ခုဆိုတာကဘာလဲဆိုလို့ရှိရင် ကောင်းတာတွေလည်းရှိတယ်လို့ဆိုတာတွေလည်းရှိတယ်နော်။အဲ့တော့ကောင်းတာတွေကြီးပဲတောက်လျှောက်ဖြစ်နေရဆိုလို့ရှိရင်လည်း အဲသူ့စီမှာဟို drawbacks လေးပေါ့ဆိုးတဲ့အရာလေးရလည်းရှိနေနိုင်သေးတာပဲအဲဆိုးတဲ့အထဲမှာကိုသွားကြားရောက်နေရဆိုရင်လည်းအဲ့အထဲမှာကောင်းတာတွေကရှိနေနိုင်သေးတာပဲကောင်းတဲ့အရာတွေနဲ့တွေ့တယ်ကောင်းတဲ့လူတွေနဲ့တွေ့တယ်ကောင်းတဲ့သင်ခန်းစာတွေရတယ်အစရှိသေးပါတော့ဒီလိုမျိုးကျမတို့က balance ဖြစ်အောင်ပြန်ပြီးတော့ညှိကြည့်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝမှာရှိရဲ့ကောင်းတာတွေဆိုးတာတွေမှာ အဲကောင်းတဲ့အရာတွေကိုပို့ပြီးတော့ highlight လုပ်စေခြင်းနဲ့ပို့ပြီးတော့ focus လုပ်စေခြင်းနဲ့ပေါ့နော်အဲ့တော့ဒီနှစ်မှာကျမတို့ကြာရှုံးခဲ့ရရှိမယ်ဆုံးဖြတ်ချက်မှားခဲ့ရရှိမယ်ကိုယ့်ကိုယ်အပြစ်တင်ခဲ့မိရရှိမယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုတကယ်ကိုစိတ်ရင်းနဲ့ပဲကျမတို့ဒီခွင့်လွှတ်လိုက်ပါ နော်ကိုယ့်ကိုယ်ကိုလည်းပြန်ချစ်တတ်ပါစေနော်ကိုယ်က ောင်မြင်သည်ဖြစ်စေကြာရှုံးသည်ဖြစ်စေကိုဟိုကိုရော ကိုသားသမီးရော ကိုချစ်တဲ့သူရောဘလို့ပဲဖြစ်ဖြစ်ပေါ့နော်တကယ်စစ်မှန်တဲ့ချစ်ချင်းမေတ္တာဆိုသည်မှာအောင်မြင်တာတွေကြာရှုံးတာတွေမဆိုင်ပါဘူးကိုမှုလို့ကိုချစ်တာသူ့မှုလို့ကိုချစ်တာနော်အဲ့တော့ကိုကိုကိုမှုလို့ကိုခွင်လွတ်တာသူ့ကိုမှုလို့ကိုခွင်လွတ်တာနော်ဒီလိုမျိုးပုံစံလေးနဲ့ကျမတို့တွားကြည့်စေချင်တယ်လူတစ်ယောက်က ဟိုကိုကိုကိုခွင့်လွှတ်ဖို့ဆိုတာလေအရန်ကိုခက်ပါတယ်အဲ့ဒါကတကယ်ကိုခက်ခဲတဲ့အလုပ်ပါပဲเนาะအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီ day 3လေးကိုလည်းနားထောင်ပြီးတော့တခုခုအာရရှိနိုင်မယ်လို့ကျွန်မမျှော်လင့်မိပါတယ်ကိုရဲ့စိတ်ထဲမှာဘာရီကြံနေသေးလဲကို ခွင့်မလွှတ်နိုင်တာ ड़ी အဲ့လိုအကြောင်းလေးတွေဝီမျှလို့ရတယ်ဆိုလို့ရှိရင်လေဒီ talk လေးရဲ့ comment အောက်မှာဒါလေးတွေကိုလည်းကျွန်တော်ဝီမျှပေးစီခြင်းပါတယ်เนาะအဲ့တော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် readjust your mind, refocus your energy, and realign with yourself. Thank you for listening.